တမနီဆိုလုံရဲ့ခြေတော်တန်ရာကပြည်သက်တွေမချီရဲ့လောက်အောင်ကိုဆူရွားနေပြီးတော့တမနီဆိုလုံကတော့အခုထက်ထီတော့ကန်လို့ရနေတော့ပဲစင်ပေါ်မှမကန်နိုင်ရင်ခုတ်ဖြတ်ပြစ်မယ်ဆိုပြီးတော့ status တစ်ခုနဲ့သူ့ရဲ့ခြေတော်တန်ရာကြီးကြီးမားမားဆူရွားနေတာကိုပြည်သက်တွေကိုချပြလာခဲ့တာပါတမနီဆိုလုံရဲ့ one championship ပွဲမကြည့်ရတာကြားပြီးဖြစ်တဲ့အတွက်ပြည်သက်တွေတော်တော်များများကစိတ်ပူနေကြကြပါဟုတ်လေဟုတ်တယ်ဗျာ တန်းစင်တို့ကဗျာတလောက်တက်တီအလေးထိုးနေခဏခဏရှုံးနေတာတော့တမ်းမီဆူလုံးကသူ့ရဲ့ပွဲတွေကရှုံးခဲ့ပေမဲ့နော်တချို့ကဒိုင်းလိုက်လို့တချို့ကနော်မသိမ့်မရင်လေးနော်အမတ်ကွာသွားလို့အနေထားမျိုးနဲ့ရှုံးတာတော့ပွဲမရခဲ့ပါဘူးဒါတော့ဒေါ်လာသသိန်းနဲ့စာချုပ်ရထားရသူပါဆရာကဒါမနီဆူလင်းရဲ့ပွဲမှာကြာခင်မှာလာမယ်လို့ပြောကြတယ်ဒီဆက်သလာပိုင်းကျွန်တော်တို့တဲမှာတော့မဟုတ်ပါလေဒါဆက်သလာပိုင်းထဲမှာကြည့်ရမယ်တော့အလုံးကပြောချပြီပေါ့ ဒါမဲ့ထူးခြားတာကတမ်မနီဆိုရင်းရဲ့ခြေထောက်တန်ရာဟာတော်တော်လေးကိုကွဲပြဲနေတာဖြစ်ပြီးတော့ဒါအခြေအနေကဘလို့မှမဟန်တော့ဘူး เนาะตลอดเลี้ยงปุ้งเป๋ပြီးတော့ဒါပုံမဲ့နေထားมาတော့ရှိတယ်အဲ့ဒါကိုသမ်မနီဆိုလင်းကသမ်မနီဆိုတကယ်တော့เนาะဟိုနေ့တိုင်းလီဂျင်းရဲ့လုံနေပြီးဝမ်ချမ်ပီယံရှစ်မှာထိုးခွင့်ရဖို့အတွက်เนาะကြိုးစားနေရပဲဖြစ်ပါတယ်ဒါကြောင့်မလို့သမ်မနီဆိုလင်းကပါတင်ထားလေဦးတတိတော့ဂန်လို့ရနေတော့မယ်ကွင်းထဲမှာမှာကျွန်တော်เนาะစင်ပေါ်မှာမှာဂန်လို့မရရင်တော့ခုတ်ဖြစ်မယ်လို့ပြောထားပါပဲဖြစ်ပါတယ်အရင်တစ်ခေါက်ကလည်းသမ်မနီဆိုလင်းကကားမောက်တဲ့တိုင်ရနဲ့ဆက်ဆန်နဲ့ထိုးတတ်ခဲ့တာဖြစ်တယ်အခုလည်းခြေတော့เนาะကျွန်တော်တို့ခုတ်ဖြတ်ရမယ်နေထားအဲ့ဒါကိုတော့သွားပြီးတော့သွားထိုးမယ်ဆိုရင်တော့သမ်မနီဆိုလင်းဟာ မမိရဲ့ခန္ဓာကိုယ်ကိုဂယုမဆိုင်ပဲနဲ့ငွေကြေးတစ်ခုတည်းအတွက်နဲ့ထိုးတက်တဲ့သူဖြစ်သွားပါလိမ့်မယ်။ဒါကိုပြိတ္တတွေကမလိုချင်ကြဘူး။သူတို့လိုချင်တာအနိုင်ရလန့်နဲ့နော်ပွဲထိုးရအတာနည်းသည်ဖြစ်စေများသည်ဖြစ်စေအနိုင်ရလန့်နဲ့ကောင်းမွန်မွန်ဒါကိုပဲလိုချင်ကြတာ။ကောင်းမွန်မွန်တော့ဘယ်လိုပြောချက်ချမမာနဲ့ထိုးတက်တာပဲမြင်ကျင်ကြတာဖြစ်တယ်။အခုတော့တမလီဆိုလုံးရဲ့ခြေတော့အခြေအနေကလုံးဝမကောင်းဘူး။ဒါ1 championship ကနေလည်းအခုလိုအခြေအနေနဲ့တော့ထိုးခွင့်ပေးမယ်လည်းမထင်မိဘူးပေါ့နော်။